မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအဲယနေ့တော့ခါနာခါကြိုက်တဲ့အမျိုးတွေတော့ပေါ့နော်ကျွန်တော်တို့နှစ်ရှည်လာများခါနာနဲ့ခါကြိုက်တဲ့အဲကျွန်တော်တို့ဘာသေးသက်တော့မပြောင်းအဲဘလိုပဲနဲ့နဲ့မပြောင်းဘူးဆိုတဲ့အမျိုးတွေကအဲကျွန်တော်ရဲ့ view လေးကိုအကြည့်ပြန်အောင်ကြည့်သွားပါလို့အဲဒီနေရာလေးကကျွန်တော်တောင်းဆိုချင်တယ်ပေါ့နော်ကိုယ်လည်းပဲလိုဝဲစင်းမျိုးပဲတတော့เนาะခါကတော့နာနေတာပဲเนาะကျွန်တော်လမ်းလေးနည်းနည်းရှောက်တာနဲ့ခကြုံညက်ပုံစံမျိုးဖြစ်တော့ခါတွေမတရားနာထိုင်လို့လည်းမရ အထားလို့လည်းမရအဲတဆိုးဆိုရင်ပလက်လန့်ဆိုတော့ပလက်လန့်ပဲเนาะကျွန်တော်တို့ထိုင်ဆိုထိုင်ပဲအတော်တော်လေးမှာခံစားခက်တယ်ပေါ့နော်ခါနာရတာလည်းတော်တော်လေးမှာဆိုတယ်ပေါ့ခါနာဖက်ကြိုက်တယ်အမျိုးကြီးတော့ပေါ့နော်အဲတကယ်မှလေကူယူစင်းတဲ့စင်းနီလန်းလေးပါပေါ့နော်တကယ်မှလည်းတက်တာအမြန်ဆုံးတက်တာပြောင်းနေတဲ့နီလန်းလေးမဟုတ်လို့ဒါစည်တဲ့မြစ်တာဖြစ်ဒါလာရမြတ်ဝေပြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မှာတင်းမောအပင်ရဲ့တင်းမောရွက်နော်အရွက်တရွက်ပေါ့နော်တရွက်ဆိုတော့တခိုင်းပေါ့သူအခိုင်းလေးမှာသူကအရွက်တရွက်တရွက်ရှိတယ်မလားအဲသူ့ခိုင်းအရွက်တရွက်ကို နော်အခိုင်းပေါ့နော်အခိုင်းတော့ကြာတရွက်ဆိုလို့လည်းဘလို့ရွက်မှန်းမသိဖြစ်နေမှာကြောင့်နော်သင်းမောပင်ရဲ့အရွက်အခိုင်းလေးအခိုင်းလေးရှိရတော့အဲတခိုင်းနော်ကျွန်တော်တို့ကအချိုးယူလိုက်ပေါ့နော်ချိုးပြီးသူ့အရွက်ကိုပဲနော်ကျွန်တော်တို့ကရေးစင်းအောင်ဆေးပြီးတော့ငကြင်းဖန်ကွက်နဲ့နော်ငကြင်းဖန်ကွက်နဲ့ကျွန်တော်တို့ငကြင်းဖန်ကွက်နဲ့ရှိနော်တခွတ်တခွတ်ကြော်တော့နည်းနည်းကြော်တော့ထည့်ပြောနော်ဒီကြောင်ကျွန်တော်ခန်းသွားမှာကြော်လို့ပေါ့နော်ငကြင်းဖန်ကွက်နဲ့ရှိတခွတ်ကြော်တော့ကျွန်တော်တို့နော်တင်မောရွက်ကိုထည့်တော့ ပြုတ်ပြီပါပြုတ်တဲ့အချိန်ကလည်း3မိနစ်လောက်ပဲထက်ပြုံတော့အဲ့ဒီနေရာမှာကျွန်တော်ထက်ညက်ခင်းနဲ့ရောမပြုတ်သေးဘူးเนาะအသင်းမောရွက်တက်တက်ဝင်ပဲကျွန်တော်တို့ငချင်းဖန်ခွန်းနဲ့တစ်ခွက်ကြော်ကြော်လေးဝင်เนาะအသင်းမောရွက်နဲ့ကျွန်တော်ပြုတ်ပါ3မိနစ်ပြုတ်ပြီးရမယ်เนาะ3မိနစ်3မိနစ်ကျော်3မိနစ်လောက်ကျွန်တော်ပြုတ်ပြီပါ3မိနစ်လောက်ပြုတ်ပြီပါဟုတ်ပြီ3မိနစ်ပြည့်သွားပြီဆိုရင်ထက်ညက်ခင်း3ခဲ4ခဲလောက်ကျွန်တော်ထက်ထည့်ပါထည့်ပြီးတော့နောက်ထပ်3မိနစ်ပြုတ်ပါ နော်3မိနစ်ပြည့်သွားပြီဆိုတာနဲ့နောက်ထပ်3မိနစ်ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်ပြုတ်ထားတဲ့အိုးချလိုက်ပါချပြီးတော့ကျွန်တော်တို့ရေခွက်တော့လောက်အောင်ပါနော်ဖေးနေပြည့်ကိုကျွန်တော်ထည့်လိုက်ပါနော်ပြုတ်ရည်ကိုထည့်လိုက်နော်အရည်ပဲကျွန်တော်တို့ကယူမှာနော်ကျန်တဲ့ဖက်တွေရတော့ဖိတ်တော့လိုက်ပါပြုတ်ရည်ကိုဒါကိုတောင်းမခွက်တွေကိုထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ကတနေ့ကိုနော်အဲဒီတော့ပြုတ်ထားတဲ့ရှိဘူးအဲကျွန်တော်တို့ဖြည်းဖြည်းနိုင်တဲ့လောက်တောက်ပါဘောနော်အဲနည်းနည်းတောက်နိုင်တယ်နည်းနည်းတောက်ပါနော် တကယ်တကယ်လုံးမဟုတ်မြေမြတောင်းနိုင်ရယ်ဆိုလဲငင်းမှန်ကောတစ်ခွက်စားပေါ့နော်အဲ6မိနစ်ပြုံးမယ်ဆိုတော့ကျွန်တော်တစ်ဝက်ချစ်ကြောလောက်ကြံပါပေါ့အကြံနဲ့အရေးကိုတခါလေးလေးတောက်ချင်လေရတယ်ဒါမှမဟုတ်နှစ်ခါသုံးခါလောက်တောက်မယ်ဆိုလဲတောက်ပေါ့နော်အဲသူကတောက်ပြီးပြီးချင်းဆိုတော့7မိနစ်15မိနစ်လောက်ဆိုရင်စီးသွားချင်တာပေါ့နော်စီးခဏခဏသွားသွားလာချင်တာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒါယောဂဝေဒနာတော့နော်တကယ်အများဆုံးမှာတက်တာပြောပြမှာမယ်ဆိုတဲ့ကြောင့်ဒါမျိုးလေးပြုဒါပြောပြချင်တာပေါ့နော်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကတကယ်မှလွယ်ကူရွှင်ပြီးတော့ကျွန်တော်ရှာအဖွေရတာလဲ အတကယ်ကမှလောက်ကူလို့ရှိနေပါတော့အားကြောင့်မို့အဲတက်တာပြောခွင့်စီမံနီးလန်းလေးပို့လို့ဒါမျိုးရရှိအစဉ်လာမြစ်တာဖြစ်အဲအမြတ်ဝပေးခြင်းဖြစ်တယ်ပေါ့နော်ခါနာခါကြိုက်ပြီးတော့နှစ်ရှည်လာများခံစားနေရမြို့ဘောင်တော်မတွေနော်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဗီဒီယိုလေးရတိုင်းလောက်ကြည့်ပါအဲကိုလုံးမကိုပြောက်ပါပါနော်ကျွန်တော်တို့တူဝင်နေတော့ဒီယောဂဝေဒနာဆိုတာတော့ကျွန်တော်တို့တက်တာပြောက်ခွင့်စီမံပြောက်ပေးမှာပေါ့နော်အဲဘလောက်ပဲကျွန်တော်အနာနဲ့ဆင်းနေတွေ့ရင်တော့အတကယ်ကမှပြောက်ပါတယ်ပေါ့နော်အဲကျွန်တော်ရဲ့အဖွာဆိုရင်ကျွန်တော်အဖွာ အခုဆိုအသက်က80နဲ့9နှစ်ရောက်ပြီပေါ့နော်ကျွန်တော်ရဲ့အဖေကသူကအဲဟိုဘာဖြစ်လဲဆိုတော့ဒါလွန်ခဲ့တော့ကျွန်တော်တို့ခုစားတော့ပေါ့နော်10နှစ်ကျော်လောက်ပေါ့နော်ကျွန်တော်ကချုံတားဆိုတာအဲဆောင်းတားဆိုတော့သူကဘာစီးတက်တော့မရအောင်မရတော့အောက်မှာလည်းအဲ့နေရာဘာကျတော့ခရမ်းခရမ်းကြီးကြော်စားခရမ်းချူသည်လေကျွန်တော်ခရမ်းကြီးခရမ်းချူသည်ဒါကြော်နေကြော်တော့မဟုတ်ကြော်တော့အဲအဖွားရဲ့ကျွန်တော်ရဲ့အထော်ကြီးကလည်းမစားနေဘောမတည့်ဘော ခရမ်းသေးဘူးဒီလောက်ရာနေတဲ့လေချောင်းနဲ့ဒီလောက်ချောင်းနေရဆိုရင်ထက်ရအောင်ထက်ဆိုးအောင်ဆိုပြီးတော့လူတွေလစ်တဲ့အချိန်ပေါ့နော်အခင်ခရမ်းသေးခရမ်းသေးခရမ်းချူသေးကြော်ထားတဲ့ဟာထမင်းနဲ့တုတ်ပိုက်တယ်တုတ်ပြီးတော့အော်ကျွန်တော်ခွာစိတ်တယ်မှာတော့ဒါတောင်းနေတော့ငါလေချောင်းထက်ရားလိုက်မယ်လို့ထင်တာပေါ့နော်အမှန်တကယ်တော့သူ့ကိုယ်သူအမြင်ကတ်တာပေါ့နော်ချောင်းကဘာစည်းသက်တော့မပြောက်တဲ့ပြင်ကိုထပ်ပြီးတော့ပို့ဖို့ဆိုရယ်လေချောင်းကြီးကြီးကျွန်တော်ဘလုံးမှမနေနိုင်ဘူးပေါ့နော်ဖြစ်ချင်ရဖြစ်ဆိုလို့ ခင်းခင်းသီးကြော်စားပိုက်တာ7မိနစ်တောင်မကြအောင်လုံးဝစိုးလည်းမစိုးတော့လေချောင်းလည်းမရတော့ဘူးနဲ့သူ့မှာသူအော်တိုကိုပျောက်သွားတာအဲကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော်အနာနဲ့ဈေးနဲ့တည့်နော်ဘလောက်ပါပဲဘလောက်ပဲကျွန်တော်တို့အစည်းအဝေးစီကလက်မခံပါဘူးเนาะအမင်းက9ရက်ပဲနေရတော့မယ်မင်းက10ရက်ပဲနေရတော့မယ်ဆိုပြီးတော့အဲ့လိုပြောတဲ့သူတွေလည်းเนาะကျွန်တော်အနာနဲ့စင်းနဲ့တွေ့เนาะအချက်ချင်းတတ်တာသွားတဲ့သူတွေ ဒါကမ္ဘာမှာအများကြီးရှိတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာလည်းတဘုံကြီးရှိတယ်လက်ညှိုးထိုးပြကြတယ်အများကြီးရှိတယ်လက်တွေ့ရတော့ကျွန်တော်အကွာပဲချောင်းနေစိုးတယ်လေချောင်းရရတယ်ဘာစိတ်သက်သောမပြောက်ဘူးနောက်ပြဆုံးအမြင်ကက်လို့ဆိုပြီးတော့အခရင်ကြီးကြော်ကိုစားလိုက်တာနော်တချီတဲ့နေနေတော့ငါသွားတော့ဆိုပြီးတော့နော်နေသွားတော့ငါနေတော့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်တခါတော့ပျောက်သွားတယ်ပေါ့နော်အဲပြောချင်တာအားဒါပေါ့နော်အခုလည်းကျွန်တော်ရဲ့စင်ကြီးတိုင်းလှဲလို့ပြီးတော့မျိုးတွေအားလုံး တက်တာပြောက်ကင်းပါစီလို့ကျွန်တော်ဆုတောင်းပေးရပါတော့အဲကျွန်တော်ရဲ့နောက်ထပ်လာမယ့်ဗီဒီယိုဒီမှာလည်းအဲမျိုးရည်ရဲ့အနာမျိုး96ပါးယောဂနဲ့ပတ်သက်ပြီးအဘယ်လိုဆူဆောင်းကောင်းများအဲကျွန်တော်ယူဆောင်လာပေးဦးမလဲဆိုတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးအဆောင်နဲ့ကြည့်ရှုပေးပါဦးမျိုးရည်အားလုံးလည်းကျမ်းပါပါစီချမ်းသာပါစီအနာမျိုး96ပါးလည်းကင်းဝေးပါစီကက်ကြီးသုံးပါးမှလည်းကြော်လာနိုင်ပါစီနော်နော်ကျွန်တော်နိုင်ငံမှာဖြစ်ခပါမှာဖြစ်ခံခံစားနေရတော့အနာမျိုး96ပါးရောခံစားနေရတော့ဝေဒနာရှင်အမျိုးတွေအားလုံးနော်အမြန်ဆုံးတက်တာပြောခင်းကြားမှာပါစီ အတရားပြောရှင်တော်မိသားစုဘဝလေးနဲ့အေဂျင့်စွာနော်ပြောရှင်စွာအနေနဲ့နေနိုင်ပြောနိုင်ကြပါစေလို့အဒီညာလေးကကျွန်တော်ဆုမကောင်းတောင်းပေးပါရခင်ဗျာ